32ကြိမ်မြောက်တာမန်တင်ပန်းရဲ့ဗုဒ္ဓဟူးနေ့ရှင်လူကာအေယုန်ဂလိကျမ်းအခန်းကြီး16အခန်းငယ်17မှ19ကိုရောဒီဂျေရုဇလင်မြို့သို့ကြွားသွားတော်မူစဉ်စမာရိယာနှင့်ဂါလိလိယာနယ်စပ်တစ်လျှောက်ကို ဖြတ်သွားတော်မူ၏။ယွာတယွာသို့ကိုရောဝင်တော်မူသောအခါအနာကြီးယောဂသည်ဆယ်ဦးနှင့်တွေ့ဆုံ၍သူတို့သည်အဝေးတွင်ရပ်နေကြလျက်ဆရာသခင်ယေရှု ကျွန်ုပ်တို့ကိုတနာတော်မူပါဟုကြေလောင်သောအတန်ဖြင့်တောင်းလျှောက်ကြ၏ကိုရောဒီတို့ကို မြင်တော်မူသောအခါသင်တို့သွားကြ၍သင်တို့ကိုယ်ကိုယဟန်တို့အားပြကြလောဟု သူတို့အားမိန်တော်မူ၏သူတို့သည်လည်းယဟန်တို့ထံသို့သွားကြစဉ်စင်ကြယ်ချင်းကိုယောက်ကြလေ၏ထိုသူတို့တွင်တယောက်သည်မိမိပျောက်ကင်းချမ်းသာရကြောင်းကို မြင်သောအခါဖျားသခင်ဘုန်းကုံတော်ကိုကြေလောင်စွာအော်ဟစ်ချီးမွမ်းလျက်ပြန်လှည့်လာ၏ ထို့နောက်သူသည်ယေရှု၏ခြေတော်ရဲ၌ပြတ်ဝုတ်လျက်ကိုရောအားယေရှုတင်လေ၏ဤသူသည်ကစမာရိယလူမျိုးဖြစ်၏ယေရှုကလည်းဆယ်ယောက်သောသူတို့သည်ပျောက်ကင်းစင်ကြဲခြင်းသို့ရောက်ကြသည်မဟုတ်လောကျန်သောကိုယောက်တို့သည်အဘယ်မှရှိကြသနည်းဖျားသခင်ဘုံဘုံတော်ကိုချင်မောရန်ဤလူမျိုးသားတဦးမှတပါပြန်လာသူတယောက်မျှမရှိသလောဟုမိန်တော်မူ၏ထို့နောက်ကိုရောကထိုသူအားသင် ထား၍သွားလော့တင်းယုံကြည်ခြင်းသည်တင့်ကိုကယ်တင်လေပြီဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်တော်ဧဝံဂေလိတရားတော်ပေဒီ Thanksgiving and salvation ကျေးဇူးတင်ခြင်းနဲ့ကယ်တင်ခြင်းကျေးဇူးတင်ခြင်းဟာကျွန်တော်တို့ကယ်တင်ခြင်းအတွက်မရှိမဖြစ်လိုအပ်ပါတယ်ဒါကြောင့်ပဲကိုရမေပတ္ထနာတော်မှာ ကျေးဇူးတင်ခြင်းဟာပြုသင့်တဲ့အရာပြုထိုက်တဲ့အရာပြုရမယ့်အရာဘာဖြစ်လို့လဲဆိုရင်ကဲတင်ခြင်းအတွက်လိုအပ်လို့ဆိုတဲ့အချက်ကိုကျွန်တော်တို့ကိုယ်တော်မြတ်ပထနာတော်နှစ်မှာအမြဲတမ်းပဲကျုပ်ဆိုစုတောင်းကကိုကိုကိုသတိပေးကြခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဆီမှာရှိတဲ့အရာများအလုံးဟာဖျားသခင်ပေးလာတဲ့ကျေးဇူးတော်လက်ဆောင်တော်တသက်ပဲဖြစ်ပါတယ်။ဒါပထမကျမ်းမှကြားတဲ့အတိုင်းပဲဘယင်ရဲ့အောင်ပွဲဘယင်ရဲ့အင်အားဟာ ဖျားသခင်ပေးလာတဲ့လက်ဆောင်ပဲဖြစ်တယ်ဆိုတာကိုအတိအလင်းဖော်ပြထားတာဓမ္မဟောင်းမာတွေကတွေ့ရပါတယ်။ဒီနေ့နူနာဆွဲတဲ့ပုဂ္ဂိုလ်၁၀ယောက်မှာတယောက်ကပဲပြန်နဲ့ကျေးဇူးတင်ထားတာကို တွေ့ရပါတယ်။ဂျန်နဲ့၉ယောက်ကတော့သူတို့ရဲ့နူနာပျောက်ခင်းတာကိုသိပြီးသူတို့ဝစ်နီးတိုင်းပြုတ်ရမယ်အရာကို ပြုတ်ဖို့သာ စိတ်ဆောပြီးအဲ့ဒီကိုဥတီသွားတာကိုပဲတွေ့ရပါတယ်။ ။တယောက်ထဲသောသူကတော့ပြန်လာပြီးခြေသူတင်လိုက်တယ်။ဖျားသခင်ပြုတ်လုပေးတယ်ဆိုတာကိုချက်ချင်းအမှတ်ရတယ်။အသေးမှပြုတ်ကပြန်လာပါတယ်။ဒီလိုပြန်လာရင်လည်းသူ့ရဲ့ခြေသူတင်ခြင်းဟာချင်းမွန်ချင်းအဆင့်ကိုရောက်သွားတယ်။သူ့ရဲ့အတန်ကုန်ခစ်ပြီးချင်းမွန်တယ်လို့ဆိုပါတယ်။ဒီမှာရင်သူ့ရဲ့ခြေသူတင်ခြင်းဟာအဆင့်နောက်ထပ်တစ်ဆင့်တက်သွားတာကိုတွေ့ရပါတယ်။ခြေသူတင်ခြင်းမှသည်ခြေမွန်ခြင်းအဆင့်ကိုတက်သွားတယ်။ဒါကိုသခင်ယေရှုကပြန်ပြီးလက်ခံတယ်။ ဒီလိုလက္ခဏာဟာကျေးဇူးတင်ခံခြင်းလုံးလို့သူ့ကိုကျေးဇူးရှင်ကြီးအဖြစ်အသိမှတ်ပြုခြင်းစေခြင်းလုံးလို့ဆိုတာထက်ဖျားသခင်နဲ့အဆက်အသွယ်တစ်ခုကိုတည်ထောင်ပေးတဲ့အဆင့်ကို မြင့်တင်ပေးလိုက်ပြီပဲဖြစ်ပါတယ်ဒီမှာနောက်ထပ်တစ်ဆင့်သူထပ်ပြီးပေးလာတာကတော့ယုံကြည်ခြင်းဟာကဲတင်နေပြီကဲတင်ခြင်းကိုပေးလိုက်ပြီပဲဖြစ်ပါတယ်ဒါကြောင့်ကျေးဇူးတည်ခြင်းကနေနောက်တစ်ဆင့်တစ်ဆင့် ထပ်ထပ်ပြီးဖြစ်လာတဲ့အရာတွေဟာအံ့ဩဖွယ်ကောင်းတဲ့အရာတွေဖြစ်လာပါတော့တယ်။ကျေးဇူးတင်ခြင်းမသည်ချီးမွမ်းခြင်းချီးမွမ်းခြင်းမသည်ဖျားသခင်နဲ့အဆက်အသွယ်ရရှိခြင်းဖျားသခင်နဲ့အဆက်အသွယ်ရရှိပြီးနောက်တစ်ခါကယ်တင်ခြင်းကိုရရှိလိုက်တယ်ယုံကြည်ခြင်းအဖြစ်ဒီအရာတွေကနောက်ဆက်တွဲဖြစ်လာတဲ့အရာတွေဖြစ်ပါတယ်။ခရစ်ယာန်များအတွက်ကျေးဇူးတင်ခြင်းဆိုဒီမှာ လူမှုကျင့်ဝတ်ထပ်ပို့ပါတယ် moral ethical level မကပါဘူး။ ကျေးဇူးတင်ခြင်းဆိုဒီမှာဖျားသခင် အဖြစ်တော်တဲ့ကို ပြန်လည်ဝင်ရောက်ဖို့သူ့ကိုချီးမွမ်းဖို့ကယ်တင်ခြင်းရဖို့အတွက်အဓိကလေကားတဲ့လိုမျိုးအဓိကနီးလန်းလိုမျိုးဖြစ်နေတာကိုတွေ့ရပါတယ်အစင်မြဲကျေးဇူးတင်နေကြမှလည်းပဲဖြစ်ပါတယ်သေးသေးမှမှအရာမှသည်ကြီးကြီးမားမားအရာများကိုဘွားမှရှိတဲ့ကိုလောက်ကောင်ဆောင်ရွက်နိုင်တဲ့အရာများအလုံးအတွက်ကျေးဇူးတင်ကြပါလိမ့်မယ်ဒီလိုကျေးဇူးတင်တဲ့နေရာမှာစံနမူနာကတော့သခင်ယေရှုပဲဖြစ်ပါတယ် အကြောင်းကိုရောမြတ်ဆက်ဂရမင်တို့ကိုလည်းပဲယူခရစ်တိုင်းစကေးပင်ဆိုပြီးတော့နာမည်အမည်နာမပေးထားတာပဲဖြစ်ပါတယ်အပြည့်ဝအစုံလင်ဆုံးသောဂျေစုတင်နိုင်သူဟာသူပဲဖြစ်ပါတယ်သူ့နိုင်ဝင်ပြီးခါမှကျွန်တော်တို့ဂျေစုတင်ကြပါတယ်သူ့အထက်မှဝင်ပြီးခါမှခမီးတော်ဖျားကိုဂျေစုတင်ကြပါတယ်ချီးမွမ်းကြပါတယ်သူ့အဖင်ကဲဒီညင်းကိုယာယူပိုက်ဆိုင်တဲ့ရှိတယ်ဆိုတာကိုတရိယာကဆက်လက်ပြီးဘဝတစ်လျှောက်လုံး စင်စမ်းမပြကျေးဇူးတင်ကြပါစို့